အားလုံးမင်္ဂလာပါဒီနေ့ကတော့ရွှေထုတ်ရမှာနောက်ဆက်ဖြစ်စီတဲ့ရွှေတတ္ထရင်ကြောင်းတွေကိုညွှန်ပြသွားမှာဖြစ်ပါတယ်ရွှေထုတ်ရမှာခက်ခဲရှိတတ်တဲ့ရွှေဆိုတာဟိုညွှန်ပြချင်တာပါဆရာသမားကြီးအများကြီးသားပြစုထားတဲ့စာပေဒီဆောင်းပါးတွေရဲ့အကြောင်းအရာတွေကိုရေးထုတ်ပြီးတော့ညွှန်ပြတာဖြစ်ပါတယ်ရွှေထုတ်ရမှာတတ္ထရင်ခေါ်အိုးရရှိလာတဲ့ခါမှာရှင်ဘာကြတုံးတွေကိုကြိတ်ခွဲပြီးတော့ကျင်ယူရပါတယ် ဒီခါမှာထင်းတော့ရှိမထွက်ရှိပဲရှိတတ်ပါတယ်။အဲတချို့ဆိုရင်ရွှေတူဘော်နေစဉ်ကပဲတခါကပို့ပြီးတော့ရွှေပါဝင်တော့ကိုစမ်းသက်ကြပါတယ်။တကယ်တော့ရွှေထိုးယူတဲ့ခါမှာရွှေဟာထင်းတော့မရရှိတတ်ပါဘူး။ဒါဟာရွှေတူဖို့ယူတဲ့တတူရဲဥရိမှာရွှေထိုးယူခြင်းကိုနောက်ဆက်ဟတာဖြစ်စီတဲ့အချက်တွေတွတ်တွေပါဝင်လို့ဖြစ်ပါတယ်။ ဒီနေရာမှာနှစ်ချက်ဖော်ပြကြပါတယ်ပထမချက်ကတော့တတ္ထုဖြစ်တွန်းစဉ်ကပင်မူလတွေကပါဝင်လာတဲ့ကိုယ်တ္တိတွေကြောင့်ဖြစ်နိုင်ပြီးတော့ဒုတိယတစ်မျိုးကတော့ရှေတူဘောစဉ်ကလေးကပါဝင်လာတဲ့ဒီတွင်းထွက်တွေရဲ့မိဖက်ပစ္စည်းတွေကြောင့်လည်းဖြစ်နိုင်ပါမူလပါဝင်တဲ့ပင်ကိုယ်သဘောဝတန်ဖြစ်ပေါ်နေတဲ့ရှေတ္တုမြူစာတွေကတော့ အောင်းဝင်ရှင်လိုတတ်မှတ်ကြပါတယ်။တဘာဝတိုင်းဖြစ်ပေါ်လာခြင်းကပင်အစာအစာဖိုက်တွထွက်တီတဲမှာပိမိအောင်းဝင်နေတယ်လို့ပိမိအောင်းဝင်နေလို့အောင်းဝင်ရှင်လိုခေါ်ကြပါတယ်။ Lord go adulated goes to ဆိုတာအောင်းဝင်ရှင်ရဲ့နာမည်ဖြစ်ပါတယ်။စာဖိုက်တွထွက်တီတဲမှာပိမိနေအဲ့လို့ဒီမှာလို့အောင်းဝင်ရှင်လို့ခေါ်တာဖြစ်ပါတယ်။သူရဲ့အရွယ်စား1မီလီမီတာရဲ့အပုံထောင်ပုံဒီပုံထက်တော့ကြီးရပါဘူး။ဒီလိုရဲ့စာမျိုး ဆိုတာမူလဖြစ်စဉ်ကလေးက Survey 2020ရဲ့ခန္ဓာကိုယ်ထဲမှာပေါောင်းနေရတဲ့အတွက် Cyanide နဲ့ပေါ်ထုတ်လို့မရပါဘူး။စုပ်လို့မရဘူး။သူတို့ကိုဖွက်ထားပြီးတဲ့ Survey ကိုဗဟန်းလို့ခေါ်တဲ့ Pyrite Acid Pyrite ဒီဖြစ်ပါတယ်။နောက်တစ်မျိုးကတော့အကြီးကုန်ပါရှိတဲ့ရှူပေါ့။သူကတော့ရှူကုတ်တက်ကိုလှုပ်ထားတဲ့အတွက် Cyanide မစားနိုင်ဘူးလို့ဆိုင်နိုင်မစားနိုင်တဲ့ရှူကိုအကာနဲ့ဖိုးထားတဲ့ရှူ ါမျိုးကိုခေါ်တာဖြစ်ပါတယ်ဒီကဝတ်စုံလူမီဆိုင်ရနိုင်ကရှေကိုမထိတွေ့နိုင်ပဲအများဖြင့်တော့ဥရုတိုက်ဆိုင်ရင်ရောက်ပြပေါ်လာတဲ့တာအောက်ဆိုင်တွေကရှေကိုငုံထားတဲ့အတွက်အကာအဝယ်ပေးသလိုဖြစ်နေပါတယ်ဒါဆိုရင်ရှေကိုဆိုင်ရနိုင်ကမထိတွေ့နိုင်အောင်အကာအဝယ်ပေးသလိုဖြစ်နေတဲ့အတွက်ရှေကိုဒီလိုရှေမျိုးကိုကုတ်တကူလို့ခေါ်တာဖြစ်ပါတယ်တခါတည်းငွေကလည်းအခုလိုအကာအဝယ်ပေးထားတတ်ပါတယ် နောက်တစ်မျိုးကတော့ကိုပြောက်စုလို့ခေါ်ပါတယ်ကိုပြောက်စုကတော့လက်တက်ပေါင်ကိုလို့ခေါ်ကြတယ်အနည်းငယ်တော့ပေါက်ဆက်ရွှေလို့ခေါ်ကြတယ်ရွှေဟာအာဆင်းနစ်တို့မှတန်တဝက်စီပေါက်ဆက်ထားတယ်ပေါက်ဆက်ထားပါတယ် AUAS ပေါင်တို့မှ AUFP ပေါင်ဖြစ်နေပါတယ်မမြင်ရတဲ့ရှေမမြင်ရတဲ့ရှေပေါ့ဘာမှဟိုမမြင်ရပါဘူးဒီမှာနိုင်ငံမှာဒီလူပြောက်စုမျိုးကြီးနေနိုင်တယ်လို့ယူဆကြပါတယ်ဒုတိယတစ်မျိုးနောက် ဒုတိယမျိုးစားတစ်ခုကတော့စာရင်နဲ့မစားနိုင်တဲ့ရွှေတက်ပေါင်းညဖြစ်ပါတယ်။ဒီຢာတွေကတော့ရွှေဒီကြောင်းຢာကတော့ရွှေရဲ့ထုတ်လုပ်မှုခက်ခဲရခြင်းဟာရွှေရဲ့ပင်ကိုဗီဇကြောင့်မဟုတ်ပဲသူ့ပါပါဝင်တဲ့မိဖက်တွတ်ထွက်တီကြောင့်ရွှေနဲ့စာရင်နဲ့ကိုပြီးပြီးတော့တီတီတွေ့မှုရှိပဲနောက်ရှိဟန်တာဖြစ်စီတဲ့သဘောနဲ့ရွှေထုတ်ယူရမှာတကယ်ဖြစ်စီတာဖြစ်ပါလေ သူဟာဆိုင်ရိုင်းလိုက်မှာလွယ်ဘူးပြောဝင်နိုင်တော့ပါဘူးပါရိုတိုက်ဂျီနီပြွတ်လူဖြစ်တဲ့ဂျာကူဆိုင်ကိုပဲလိုက်ဘာကာဆိုင်ဆာရာတွေဟာအာဆင်နစ်အန်တီမိုနီဆာဖိုက်တွေဟာဆိုင်နဲ့နဲ့အောက်ဆီဂျင်ကိုများများတပ်ပြီလပါတယ်ပြောရရင်ဆိုင်နဲ့နဲ့အောက်ဆီဂျင်ကိုများများအသုံးပြုပြပါတယ်ဒီခါမှဆိုရင်ဆိုင်နဲ့နဲ့ရှိမကြည့်တွေ့ကြရမယ့်အဆိုအတက်တက်တွေကအရင်တပ်ပြီတဲ့သဘောဖြစ်တဲ့အတွက် ဆန်ရင်နဲ့ကိုပြီးတော့ရှည်ရနေတော့ပါနောက်တစ်ခုကတော့ကောင်းမွန်ဖြစ်ပါတယ်ဥမာပြင် graphite မှာပါဝင်လာ graphite ပါဝင်လာခြင်းရှည်ဖတ်မဲ့ကောင်းမွန်ဒီဒီအရာဆန်ရင်နိုင်သေးကဆန်ရင်နဲ့ပျော်ရည်ရဲ့ရှည်ကိုဆုပ်ကြပါတယ်မူလတ္တုရိုင်းမှာပါဝင်လာတဲ့ကာဗွန်ဒီပါဝင်လာရင်ရှည်နဲ့တပြူတဲ့ရှည်ပါဆန်ရင်နိုင်တွေဟာရှည်ဖတ်မဲ့ကာဗွန်ရောင်းစီကိုမကြမရောက်ခင်ပါမယ် တဘာဝကာဗွန်နီယာနေပြီးတော့အရင်ဆုပ်ယူသွားတာဖြစ်ပါတယ်ဒီလိုတဘာဝကာဗွန်နီယာအရင်တက်ပြလိုက်တဲ့အခါမှာဆိုရင်ရွှေရနဲ့ကုန်လွတ်လာပါပဲနောက်တစ်ခုကတော့ရှုံစီကိုရက်ကလီမင်တွေဖြစ်ပါတယ်ရှေထုတ်ယူမဲ့တတိယအင်းတွေတဲမှာပေါဝင်ရဲ့ဒီကလီမင်တွေပေါဝင်တဲ့ရှေထုတ်ယူမှုကိုနောက်ဆက်ပြစီပြီးတော့တတိယအင်းတွေတဲကိုဆိုင်ရိုင်းလိုက်စစ်စစ်မှုအားနဲ့သွားစီပါတယ် အပြင်ကာဗွန်ကြောင်းတွေမှာပိတ်ဆို့ခြင်းကာဗွန်နေရဲ့ပေါ့ဒီမှာပိတ်ဆို့ပြီးတော့ရှေးရရှိမှုကျဆင်းစေတတ်ပါတယ်။မြွာယူမာရက်ဒီမှာဒီမှာနမူနာပြည့်စုံတတ်ထူတိုက်တွေကတော့ကျော်ပထိုးရွှေလူကိုပါ။လားသူတွေ့ရတဲ့နေရာတွေတော့တောင်စော်မြောက်စော်ကားကလော်လိုဖြစ်ပါတယ်။ဒီနေရာဒေသမှာရှိတဲ့ရွှေတွေကစားပိုက်တွင်းထက်တဲမှာ ပိတ်မိနေတဲ့ပြီးအောက်ဆီဂျင်စားသုံးတဲ့တွထွက်တီနဲ့ရှင်စည်းမြေကလေးမင်တွေတွေပါဝတ်တတ်တဲ့တွထွက်တီပါဝင်နေပါတယ်။မာဘီမတ်မေယုန်တီတာဆိုငုံမီနဲ့ကြိုက်ထုံမျိုးနဲ့တော့ရှိပါတယ်။ရှီကိုအာဆီနိုပိုင်ရိုင်ပိုင်ရိုင်နဲ့ချာစာဖိုက်တွထွက်တီရဲ့ရှီမှုန်တွေကို ရှင်မုံတို့အောင်းဝင်ရှင်ဖြစ်နေအစီနုပိုင်ရက်တမှာတွေ့ရတာဖြစ်ပါထုတ်ရတာခက်ခဲပါလေနောက်တစ်ခုကတော့ရှင်မုံမုံဒေတာမှာဆိုရင်ကလောမြူနယ်တွေမှာရှိပါတယ်ရှင်ကိုပရချာကိုရိုက်ဂျာကိုပရိုက်အစီနုပိုင်ရက်တက်ထရာဟီဒရိုက်စပယ်ရာလိုက်နေကောဘာအော့ဆိုက်တွတ်ထွက်တည်နေတွေ့တည်ရတာဖြစ်ပါလားအောင်းဝင်ရှင်ပေါင်းဒီရှင်ဖြစ်နေတွေ့နိုင်ပြီးတော့အကွဲကြောင်းရှင်ဖြစ်ခြင်းမဆုံးတဲ့မှာတွေ့ရတာဖြစ်ပါလေရှင်ကိုချက်ကိုပရိုက်တွေမှာကိုပြောက်ရှင်ဖြစ်နေပေါင်းရင်ဒီလိုလို့ နှုတ်ပိုးတွေမှာရှိခဲ့ဘူးပါလေ။ကြောင်စက်ဒီတာကတော့မြေအောင်ရွှေတွင်းနေပြီးအစောဆုံးလုကန်ခဲ့တဲ့ဒီတာလို့မှတ်တမ်းနေရှိပါလေ။မလီမီကိနရထာလမ်းရဲ့အနောက်ဘက်မှာရှိပါလေ။ပါရိုက်ချက်ကူပါရိုက်အဆီနိုပါရိုက်ကလီနာဖရန်ကလီနိုက်အော်တိုက်တဲလူလိုက်ဒါတွေပါဝင်နေပါလေ။ဒီမုန်နဲ့ရှိကိုပါရိုက်အဆီနိုပါရိုက်တို့အတွက်မှာအဝင်ရှိဖြစ်နေတွေ့ရတာဖြစ်ပါလေ။မြန်မာပြည်မှာ survive မိဖို့ Jerusalem and Sinai ဤစဉ်ကဒီရွှေထုတ်ယူခြင်းကိုပထမဆုံးလုပ်ခဲ့တဲ့နေရာတစ်ခုဖြစ်ပါတယ်နောက်တော့နောက်တစ်ခုကတော့ကျွန်းစုရှိမှုဂျီယိုနိုမီတိုက်ကျွန်းစုတိုက်ဒီမှာတနင်းနဲ့အများဆုံးတက်ဖွဲ့တွေ့ရမှာမူလစာဖိုင်များကြီးပြက်ပြီးတော့ဒါအောက်ဆိုက်တွေနဲ့အများဆုံးတွေ့ရတဲ့အတွက်တန်ကြီးများပုံနေတဲ့အာယံကုတ်တဲ့ကိုရွှေကြီးဖြစ်နေပါတယ် ်တတုကုမ္ပဏီတစ်ခုရဲ့လေလံတွေ့ရှိချက်အရစဉ်ဆိုင်းရိုင်းနှီးစင်ကိုတုံးပြီးပြီး48နာရီအတွင်းမှာရှင်ပြန်ရလုံးရကဘာရီ60ရာခိုင်နှုန်းရရနေဒီယာတီရှူအလွတ်ရှည်များတယ်လို့တော့ပြောကြပါတယ်အခုလိုရှည်ကြောင်းကိုစုံထီကြီးအားပြည့်တဲ့အားလုံးကျေးဇူးတင်ပါတယ်ကြီးရှိသူအားလုံးရှင်လန်းချမ်းမြေ့ကြပါ